အကြီးမောင်သိန်းလယ်ပါဒပြန်ဆိုထားသောမွန်ဒီခရစ်စတိုမျိုးစားကြီးအခန်း20မာဆေတို့နောက်တနေ့မနေ့ကျတော့ဒန်ဒီကအမြင့်ဆုံးကြောက်ဆောင်ထက်ကိုတက်လိုက်တယ်။သူကကျွန်းပေါ်မှာအိမ်တွေလူတွေရှိသလားဆိုပြီးခြာကြည့်တယ်။ဒါပေမဲ့တခုတယောက်မှမရှိဘူး။တကယ်တမ်းကျတော့အဲ့ဒီနေရာဟာလူသူကဲမင်းတဲ့နေရာတစ်ခုပဲပဲ။သူကယတနာတွေရှိတဲ့နေရာကိုပြန်သွားပြီးဒုတိယအခန်းလေးသို့ဝင်လိုက်တယ်။သူကရွှေစိန်တွေနဲ့ တချို့ထရေတန်းကားတွေကိုယူပြီးသူ့ရဲ့အဝတ်အစားတွေတင်းမှလုံလုံချုံချုံဖွဲလိုက်တယ်။အဲ့ဒီနောက်သူကတက်တောင်ကိုမြေကြီးနဲ့ပြန်ဖို့တယ်ပြီးတော့အဲ့ဒီနေရာရဲ့အပေါ်မှာသေးတွေကိုဖြူလိုက်တယ်။အခုဆိုလည်းဘာကိုမှမမြင်နိုင်တော့ဘူးလို့သူကတွေးလိုက်တယ်။ သူကအပဝါဝကြောက်တုံးကြီးတတုံးနဲ့ပိတ်တယ်ပြီးတော့မြေကြီးတွေနဲ့ဖိုးလိုက်တယ်ခက်မြန်မြန်ပေါက်နိုင်တဲ့အပင်တချို့ကို မြေကြီးထဲမှာသူကဆိုက်လိုက်တယ်သူကမြေပြင်ပေါ်နေရာအနှံ့ကိုသွားပြီးအမှတ်အသားတန်းကိုဖျက်လိုက်တယ်ဒီနေရာကိုဘသူမှတွေ့မှာမဟုတ်တော့ဘူးသူ့မိတ်ဆွေတွေပြန်လာမှာကိုသူစောင့်ဆိုင်တယ် အဲ့ဒါတကယ်တော့မလွေပါဘူး။သူကသူ့ရဲ့မြန်ပြလာတဲ့ယတနာတွေကိုထိုင်ဆောင်လျှောက်ပြီးမနေချင်ဘူး။သူကအိမ်ကိုပြန်ပြီးလူတွေနဲ့အတူနေချင်တယ်။ဒီစီးစင်ချမ်းသာတွေဟာငါ့ကိုကြီးကျယ်တဲ့ဥစားအချိန်အဝါတွေပေးပေးလိမ့်မယ်။အခုဆိုရင်ငါ့ကိုဒန်ဂလာတို့ဒီဂရောက်တို့ပြီးတော့ဘီလီဖို့တောင်မှဒုက္ခမပေးနိုင်ဘူး။သူတို့နဲ့ပတ်သက်ပြီးဘာမှငါစိုးရင်စရာမလိုတော့ဘူး။ငါရဲ့နှလုံးသားနဲ့အနီးဆုံးနေရာမှာရှိတဲ့လူတွေစီကို တီမွေကြီးဥစ္စာအလုံးနဲ့အတူပြုရှင်ချမ်းမြေမို့ငါဆောင်ကျင်းပေးနိုင်နေပြီပဲ။ဖောက်ရကြပြီးတဲ့နောက်ရန်အမ်လီယာတင်းဖို့ပြန်ရောက်လာတယ်။ဒန်ဒီကကန်းချီတို့ဆင်းသွားတယ်။သူက ဖြည်းဖြည်းလေးပဲလမ်းလျှောက်တယ်။ကျွန်တော်ရှင်တော့ကအခုထိနာတော့မဲပြလို့သူကပြောလိုက်တယ်။ခမားတို့လုပ်ငန်းအခြေအနေရောအဆင်ပြေကောင်းမွန်ကြရလား။ ဒေါ်ရရဲ့ဂုံပြည့်စည်းကိုဘေးကင်းလုံခြုံစွာကုန်းမို့တော့ချပေးခဲ့တယ်လို့ကပတိန်ကပြောတယ်။ဒါပေမဲ့ဒေါ်ရလည်းအလုတ်ပြီးတော့တူလွန်မအစိုးရသင်းမိုးတစီယာဒေါနောက်ကိုလိုက်လာတယ်။ဒေါ်ရမင်းကိုလိုအပ်တာပေါ့မင်းကသင်းမိုးသားကောင်တယောက်ဆိုတော့မင်းရဲ့အကူအညီကိုဒေါ်လိုအပ်ခဲ့တာပေါ့။ကံကောင်းချင်တော့ညာဖက်ရောက်သွားတယ်ကွာ။အဲ့ဒီမှာဒေါ်လွတ်မြောက်သွားတာပဲ။ဒေါ်ကမင်းကိုခိုးဖို့ရန်အမနီယန်ကိုမွန်ဒီခရစ်တိုတို့ရွှဲလွှင့်လာခဲ့တာ။ဒန်ဒီယာသင်းမိုးပေါ်တက်သွားတယ်။သင်းမိုးက လီဘာနိုတို့ရဲလွန့်ထွက်ခွာသွားတယ်။လီဘာနိုရောက်တဲ့အခါဒန်ဒီယာအသေးဆုံးလက်ဆွပ်တကွင်းကိုဆန်ရှင်တို့တော့ရောက်ရောင်းချတယ်။အက်ဒမန်ကစိုးရိမ်နေ။အဲ့ဒီလက်ဆွပ်တွေကိုဘီနီယာကငါရတယ်လေ။ဘီနီယာကနေတွေ့တာလေလို့သူကမင်းများမင်းမလား။ငါဟာဆင်းရဲတဲ့သင်္ဘောသားတစ်ယောက်သာဖြစ်တယ်။ဒါပေမဲ့ဆန်ရှင်ကဘာမှမပြောပါဘူး။နောက်တစ်နေ့မှာ တန်တီကကပတင်စီတို့သွားတယ်ကျွန်တော်ဦးလေးသေးသွားပြီဗျာပြီးတော့သူကကျွန်တော်အတွက်ဝင်ချင်းအမြအများထားရိုက်ခဲ့တယ်လို့သူကပြောလိုက်တယ်ကျွန်တော်တင်းမောကနေပြီးထွက်ခွာသွားခြင်းနဲ့ဗျာကျွန်တော်တင်းမောကနေဆင်းခြင်းနဲ့အလုကထွက်ခြင်းနဲ့ဗျာမင်းကိုဆုံးရှုံးလက်လွတ်ရတာငါစိတ်မကောင်းဘူးကွာလို့ကပတင်ကပြောလိုက်တယ်မင်းမနေနိုင်တော့ဘူးလားမနေနိုင်တော့ဘူးဗျာလို့တန်တရားဖြစ်လိုက်တယ်။ကျွန်တော်ရမ်းအမလီယာကနေထွက်ခွာသွားရလိမ့်မယ်။သူကအသင်းဘုံမှာရှိတဲ့လူတွေအားလုံးကိုကောင်းမွန်တဲ့လက်ဆောင်တွေပေးတယ်။ ူကသူအရင်နှီးဆုံးမဲ့ဆွေဂျက်ကိုဘိုကိုတော့လက်ဆောင်ကောင်းတစ်ခုနဲ့မွေးကြေးတချို့ပေးတယ်။အဲ့ဒီနောက်သူကလီဘာနိုကထွက်ခွာပြီးတော့ဂျီနိုဝါတို့သွားတယ်။ပထမအဦးဆုံးသူအတွက်ဝါကောင်းစားလာတချို့ကိုဝေးတယ်။အဲ့ဒီနောက်အင်္ဂလိပ်နိုင်ငံကလက်မှတ်တစ်စောင်ကိုဝေယူတယ်။အဲ့ဒီလက်မှတ်ကို Lord Wimo ဆိုတဲ့နာမည်တစ်ခုနဲ့ပြုလုပ်တယ်။အဲ့ဒါနဲ့သာဆိုရင်ဘေကိုပဲသွားသွားသူအတွက်ပါအခက်ခဲမှတွင်းတင်းမှမဟုတ်တော့ဘူး။အင်္ဂလိပ်သူကောင်းမျိုးတွေတူအနေနဲ့ ဟန်ဆောင်ပြီးတော့ပြင်သစ်နိုင်ငံကိုတောင်ပြန်သွားနိုင်တာပဲသူကဘသူကမှမှတ်မိတော့မှမဟုတ်တော့ဘူးဆိုတာသူကတပူပေါက်သွားတဲ့လေအကယ်၍မဆေးကိုလုံဝီမှုအဖြစ်ပြန်သွားရင်တောင်မှသူဟာတကယ်စင်စစ်ချက်တူဖိတ်ထောင်ကထွက်ပြေးလွတ်မြောက်လာတဲ့အကျဉ်းသားအက်ဒမွန်တန်နီဖြစ်တယ်လို့ဘသူကမှမျှဝင့်ထားမှလည်းမိမတောင်မဲ့မှမဟုတ်ပါဘူးအခန်း27 Lord Wimo Dinowa မှာတင်မိုဒီဆောက်တဲ့လူတယောက်ကိုသူတွေ့တယ်အဲ့ဒီလူကလှပသိင်းခဲ့တဲ့တင်မိုဒစင်းကိုရေးချနေတယ် အဲ့ဒီသင်္ဘောကိုအင်္ဂလိပ်လူမျိုးတယောက်အတွက်ကျွန်တော်စောင့်ခဲ့တာဗျာလို့သင်္ဘောတိဆောက်သူကပြောတယ်။သင်္ဘောလေးကတော်တော်လေးသေးတယ်။ဒီသင်္ဘောဆိုရင်ငါကိုယ်တိုင်ငါတယောက်တည်းအကူကြီးမပါပဲရွံ့လွင့်ခုံမောင်းနိုင်တယ်လို့တန်နီယာတွေးမိတယ်။ပြီးတော့ဒီသင်္ဘောကသိမြန်တယ်။ရေပြင်ပေါ်မှာရှိတဲ့ဘေးသင်္ဘောမှသူ့ကိုလိုက်မိလိမ့်မယ်မဟုတ်ဘူး။တန်ဒီကသင်္ဘောအတွက်မွေကြီးအမြအများပေးတယ်။ပြီးတော့သင်္ဘောတိဆောက်သူကိုသင်္ဘောနဲ့ပတ်သက်တဲ့စာရဲစာတမ်းအလုံးကိုတောင်းတယ်။ အင်္ဂလိပ်လူမျိုးကအချင်းတူတူကြားအထီးပြန်လာမှာမဟုတ်သေးပါဘူးလို့တင်မို့ဒီဆောက်သူကပြောတယ်။သူ့အတွက်တခြားတင်မို့တစင်းကိုငါဆောက်ပေးနိုင်တယ်ဆိုတာသိရှာပါတယ်။ဒါကြောင့်သူကတင်မို့ကိုရောင်းဖို့သဘောတူလိုက်တယ်။သူကတင်မို့အတွက်တင်မို့သားတွေရှာပေးမယ်လို့ကမ်းလှမ်းပြောဆိုတယ်။ဒါပေမဲ့တန်ဒီကပြောလိုက်တယ်ကျွန်တော်တယောက်မှမလိုအပ်ပါဘူးဗျာ။ဒါပေမဲ့ကျွန်တော်အိယာရဲ့အပေါ်ဖက်နားမှာဟွက်လို့ရတဲ့နေရာတစ်ခုလုပ်ပေးပါ။ တင်ဖို့တိဆောက်သူကနောက်တစ်နေ့မှာအဲ့ဒီအလုပ်ကိုလုပ်ပေးဖို့ကတိပေးလိုက်ပါတယ်။ဒန်တီကဂျီနိုဝါကနေတယောက်တည်းရွံလွှဲထွက်ခွာသွားတယ်။ပြီးတော့မွန်တီခရစ္စတိုကိုဒုတိယနေ့မှာရောက်သွားတယ်။သူကသူ့တင်ဖို့ကိုကမ်းခြေဖို့ကနေရာတစ်တစ်ခုမှာစိုက်ကတ်တယ်။သူ့ပေါ်မှာဘယ်သူမှမရှိဘူး။ပြီးတော့အဲ့ဒီနေရာမှာယတနာတွေကအခုတည်းချီဆဲပဲနောက်တနေ့မနက်စိုးစိုးမှသူကသူ့ရဲ့ယတနာတွေကိုအသိမိုးဖို့သို့စတင်တည်ယူခဲ့တယ် ညနေဖက်ရောက်တော့အဲ့ဒီယတနာတွေကိုချိုးဝှက်တဲ့နေရာမှာဘေးကင်းလုံဆုံစွာဖွက်ပြီးသားပြီးလှပတရားတဲ့တမနဲ့မှာသေးပင်သေးတို့လဲလှပတဲ့သင်္ဘိုးလေးတစ်စီးဟာမဆင်းကိုရွက်လွက်ဝင်ရောက်လာပါတယ်ဒန်ဒီကအဲ့ဒီသင်္ဘိုးကိုလှေကထိတ်တချို့အနားမှာချီထားလိုက်တဲ့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကချက်တူဘိတ်ထောင်ကြီးကိုသွားဖို့ကဒီနေရာကပဲမဆင်းမျိုးကထွက်ခွာခဲ့ရတယ်လို့သူကတွေးမိတယ်အကောက်ဖွဲ့အရာရှိတွေကတင်းမိုးရဲ့စာရွက်စာတမ်းတွေကြည့်ရှုဖို့တင်းမိုးဘူတက်လာခဲ့ကြတယ် စစ်သားတယောက်ကလေကမ်းနားမှာရပ်နေတယ်။အခုချိန်ကြီးတောင်မှဒန်ဒီယာစစ်သားတယောက်ကိုမြင်လိုက်တဲ့အခါစိုးရင်ထိလန့်နေတော့ပဲ။အခုဆိုရင်အက်ဒမွန်ဟာနာမည်အစ်စ်တစ်ခုရှိနေပြီးတထေးကြီးတယောက်ရဲ့နာမည်ပေါ်သူကအရာရှိတွေကိုတင်ပို့ရဲ့စာရွက်စာတမ်းတွေပြလိုက်တယ်။စာရွက်စာတမ်းတွေထဲမှာဒီတင်ပို့ကို လော့ဝီမိုးပိုင်တယ်လို့ဖော်ပြထားတယ်။အကောက်ကွန်အရာရှိတွေကရှမ်းတာတဲ့တင်မိုးပန်းရှင်ကိုကျင်းနှက်စေခြင်းနဲ့လူကြီးမင်းအနေနဲ့ဆန္ဒရှိမင်းဆိုရင်အခုပဲကမ်းမို့တို့တက်နိုင်ပါပြီခင်ဗျာလို့သူတို့ကပြောကြတယ်။လူကြီးမင်းရဲ့စာရွက်စာတမ်းတွေနဲ့ပတ်သက်ပြီးဘာပြဿနာမှမရှိပါဘူး။ကန်းစီပုံမှာသူတွေ့ရတဲ့ပထမအဦးဆုံးလူတွေထဲမှာဖာရိုတင်ဘိုကတင်ဘိုသားတယောက်ဖြစ်တဲ့အဘိုးအိုနီကိုလေးပါတယ် တန်ဒီကနီကိုနီကိုစီတန်းသွားပြီးမိခွန်းနဲ့အများကြီးမေးတယ်သူကအဲ့ဒီလူရဲ့မျက်နှာကိုဂယုတဆိုင်နဲ့စောင့်ကြည့်တယ်ဒါပေမဲ့နီကိုလက်ကသူ့ကိုမသိဘူးတန်ဒီကသူ့ကိုပတ်ဆက်အနည်းငယ်ပေးပြီးလှည့်ထွက်သွားလိုက်တယ်မကြာခင်မှာသူကအိုတန်တတန်ကိုကြားရတယ်နေပါအောင်နီကိုကအိုခေါ်လိုက်တယ်တန်ဒီကလှည့်ကြည့်လိုက်တယ်ဒီတန်းကားကရွှေတန်းကားဖြစ်နေတယ်၊မွေတန်းကားမဟုတ်ဘူးလို့စိတ်ရင်းကောင်းတဲ့နီကိုကပြောလိုက်တယ်။ အဲ့ဒါတိတ်များလွန်အားကြီးနေတယ်။ဟုတ်ပါရဲ့ကိုလူရဲ့လို့ဒန်နီယာပြောလိုက်တယ်။ကျွန်တော်မှားသွားတာပါ။ကျွန်တော်ကိုပြောပြတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ။ကဲဒီမှာဒုတိယရွှေတန်းကားကိုယူလိုက်ပါ။နီကိုလတ်ကအာအာတန်သွားတယ်။သူစကားတောင်မပြောနိုင်ပါဘူး။ဒန်နီကသူ့လမ်းကိုဆက်လျှောက်တယ်။ ်တစ်ပင်နန်းလန်ဒန်ကအတရဲ့တတိယဆရာတွေကိုပြန်လည်ယူဆောင်လာတယ်။သူက သူ့အဖေအိမ်ကိုမတွေ့မချင်းဆက်လမ်းချောက်လာခဲ့တယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကာလကတည်းကအဖိုးကြီးတည်ဆုံသွားခဲ့ပြီလို့သူကိုပြောကြတယ်။အဖိုးကြီးနေခဲ့တဲ့အိမ်ကိုလေရောင်းရံလို့ကြုံညာထားတယ်။လော်ရီမိုးကဒီအိမ်ကိုဝေလိုက်ပါတယ်။လော်ရီမိုးနောက်လို့တဲ့ကိစ္စတစ်ခုကအဘိုးအဒန်တီအိမ်နဲ့ကက်လျက်မှာနေတဲ့ဒီဂရော့ဆိုတဲ့လူတစ်ယောက်နဲ့ပတ်သက်ပြီးမေးမြန်းစုံစမ်းခြင်းမှာပဲ။ ်အခုလိုလိုစေမာစင်းမြို့အပြင်ဘက်မိုင်အနေငယ်ဝေးတဲ့ဘူကာရီဆိုတဲ့နေရာနာမှာဒီဂရော့ကအသေးစားဟိုတယ်စားတောက်ဆင်တခုခွင့်ထားကြောင်းတယောက်ကပြောပြတယ်လောဝီမိုးကဈေးဝယ်ရင်းနဲ့မာစင်းမှာလိုအပ်တာလေးတွေဝယ်ရင်းချမ်းရဲနဲ့ရက်အနေငယ်ကုန်လွန်စေတယ် သူဝယ်ယူတဲ့ပစ္စည်းတွေထဲမှာစပင်တူတစ်ခု မုတ်ဆိတ်တူတစ်ခုနဲ့ဘုံတို့ကြီးတစ်ပါးဝတ်ဆင်တဲ့ဝတ်စုံတစ်စုံတို့ပါဝင်ပါတယ်။ကာလအတန်ကြာတဲ့အခါမှာတော့မုတ်ဆင်မွေးတွေပေါက်နေတဲ့ဘုံတို့ကြီးတစ်ပါးဟာမာစင်းမျိုးဝထွက်ပြီးဘိုကာရီဘက်ကိုသွားတဲ့လမ်းပေါ်မှာမြင်းစီးပြီးခရီးသွားနေတာကိုတွေ့မြင်ကြရပါတယ်။